ကောင်လေးကအစိမ့်ရှိတဲ့မွေကိုသူများအိမ်ရဲ့အုပ်ဂူရှိမှမြှောက်လိုက်ပြီးတရွေလေးထွေးလိုက်သည်တဲ့အစိမ့်ရှိတဲ့မွေကိုမြေကြီးထဲထည့်လိုက်ပြီးမြေကြီးအစိမ့်တအောင်လောက်ကတပိသားစုလုံးကိုဒုက္ခရအောင်စီစဉ်ပါတယ်ကောင်လေးကစားဖို့လုပ်ပေမဲ့မိသားစုတစ်ခုလုံးဒုက္ခရောက်ကြတယ်ကောင်လေးရဲ့အရေးပြားတွေရလာပြီးလေပင်ပေါ်မှာမွေအရာလိုမျိုးတန်းရတစ်ခုပေါ်လာတယ်ဘာဖြစ်တာလဲဆိုပြီးအဖိုးကြီးကတားဖြစ်သူကိုစိုးရိမ်နေဆရာဝန်ကြီးအများကြီးပင်ပြီးအိမ်ခေါ်ပြပေးမယ်အဖေတွေကအတူတူပဲအရေးပြားပေါ်ကတန်းရကပုံမှန်မဟုတ်ဘူးလို့ကောင်လေးကပြောတယ်နောက်နေ့ကျတော့ကောင်လေးတန်းရကပူပူဆိုးလာတယ် မွေလိုအရာကြီးကလက်ပေါ်မှာပါထပ်ပေါ်လာတယ်။နန်းတော်ထဲမှာလည်းပြဿနာကြီးကြီးတန်နေတယ်။နန်းတော်တွေကကြောက်တုံးကြီးကအပြုတ်ကျသွားတယ်။အပြုတ်ကျသွားတော့မှသူတို့ရှာနေတဲ့ပစ္စည်းစေကိုတွေ့တော့တယ်။ကောင်လေးကသွားကြည့်တော့မူမတ်တွေကကောင်လေးကိုမကြည့်ဖို့ခေါ်သွားတယ်။အဲဒီရေကန်ကိုကောင်လေးကစိတ်ဝင်စားနေပြီးအိမ်ပြန်ရောက်တော့ထမင်းစားနေရေးတူတွေကိုထက်ကြည့်ကစဉ်းစားတယ်။ကောင်လေးလည်းအကြံထွက်လာတော့ဇောချီရီတောင်ပြန်လာတယ်။ပေါတူယူပြီးချစ်ကြည့်လိုက်တော့အထဲကနေဝင်ရောက်မှုတ်လေးတွေထွက်လာတယ်။ဒါပေမဲ့ကောင်လေးလည်းဘာမှတိကျမသိတော့ကြောင်တောင်နဲ့ကြည်နေတယ်။ သူများအိမ်ကိုမကောင်းချင်တဲ့ကောင်းလေးလေးစိတ်ညစ်နေတယ်။သူ့လက်မှာလည်းမွေးပုံစံမှာရွတ်ကြီးပေါ်လာတယ်။အမဖြစ်သူကနေသူများအိမ်ကအုတ်ကူကိုစော်ကားလို့အဲ့လိုဖြစ်တာလို့ပြောတယ်။အုတ်ကူစီသွားပြီးတော့မြေမြုပ်ခဲ့တဲ့မွေကိုပြန်သွားရှာကြတယ်။သွားကြည့်တော့မွေကပုတ်ပြီးတည်နေပြီဖြစ်ပါတယ်။မြေကြီးတစ်ခုလုံးလည်းမွေစိတ်တွေပြန်နေပြီဖြစ်တယ်။သူတို့မိနေတာတစ်ခုရှိပါသေးတယ်။လွန်ခဲ့တဲ့၃ရက်တုန်းကနန်းသိန်းခံလိုက်ရတော့လမ်းမမှာဘသူမှဇီအောင်ထွက်လို့မရပဲသွာလာလို့ရှာလို့မရဘူး။လူကြီးတွေကငကားကန်နာကိုလာပြီးစစ်ဆေးကြတယ်။စစ်ဆေးကြပေမဲ့အထဲမှာဘာရှိလဲကိုသိချာမသိကြသေးဘူး။ ရွှေရောင်ဖုံးကြီးကိုယူလာပြီးကံကိုပေးလိုက်ကြတယ်။ကောင်းလီလည်းမြေကြီးကိုအဆက်မပြတ်တူပေမဲ့မွေသေးကိုမတွေ့သေးပဲမြေကြီးတဲကနေအမဲရအငွေနဲ့ရွှေရောင်အတန်းတွေထွာလာတယ်။နေကြတာလည်းဖြစ်ပြီးမြေကြီးတွေလည်းကွဲကုန်ငရင်လောက်ကုန်တယ်။အချိန်ဒီမဟန်တော့လူကြီးကကံပေါ်ကိုရွှေရောင်ဖုံးမမြန်ဖုံးခိုင်းလိုက်တယ်။အချိန်မမီတော့အပြစ်မဲ့တဲ့လူသားတွေအကုန်တိတ်မလို့ဖြစ်ကုန်တယ်။အကုန်လုံးကျိုးနဲ့ဆွဲကြပေမဲ့ငလျင်လှုပ်နေတာမို့ကျိုးနဲ့ဆွဲရင်အထဲကရွှေရည်တွေအကုန်ရှမ်းကြကုန်မှာဖြစ်တယ်။ရွှေရည်တွေရှမ်းကြကုန်တော့မှပဲရွှေရည်တွေအကုန်လောင်းချလိုက်တော့ ရွှေရည်တွေလောင်းချလိုက်တော့ကောင်းကင်နေပြန်သားသွားတယ်။ကောင်းလေးကငလျင်တန်ကာကွယ်ဖို့ဘလို့လို့ရမလဲဆိုတော့လူကြီးတွေကိုပြောပြလိုက်တာပါ။ဗိုက်စာလိုက်တာတေးကဒီမာလေးအဘိုးကြီးကရှေ့ကလူငယ်လေးတွေကြောပိုးသွားတဲ့မိမကြီးတွေကမိစရီလိုတန်တရားဝင်နေတယ်။အဘိုးကြီးကမောင်မျက်လုံးသုံးပြီးကြည့်လိုက်တော့ကောင်းလေးတွေကြောပိုးလာတာကမက်ဒလင်နဲ့ချက်ဖြစ်နေတယ်။အဘိုးကြီးကလူငယ်လေးတွေကိုမင်းတို့ကြောပိုးလာတာကမိစရီလိုအတိပေးလိုက်ပြီးမမြန်အောက်ချလို့ပြောလိုက်တယ်။အဘိုးကြီးအော်လိုက်တော့မိစပုံစံအစ်စ်ပေါ်လာပြီးလူငယ်လေးတွေကိုသတိမေးအောင်လုပ်လိုက်တယ်။ အမှန်တော့မိစ္ဆာတွေကလူငယ်လေးတွေကိုဝါစားကျင်နေတာပါအဘိုးကြီးကမော်တော့ယူပြီးခုံမိရိုက်ဖို့လုပ်ပေမဲ့မိစ္ဆာတွေပျောက်သွားတယ်အဘိုးကြီးကမော်လက်ချောင်းနဲ့လက်ဖြောက်တီးလိုက်ပြီးမိစ္ဆာတွေရှိတဲ့နေရာကိုသွားရှာပြီးတိုက်ခိုက်တယ်မိစ္ဆာတွေကစွာကြည့်တယ်မက်ဒလင်မိစ္ဆာပါရောက်လာပြီးတိုက်ခိုက်တယ်မက်ဒလင်မိစ္ဆာကိုအဘိုးကြီးကမော်ပိစ္ဆာနဲ့ပတ်လိုက်တယ်မိစ္ဆာမကခုံပြီးထွက်ပြေးသွားတော့အဝိစ္စာပဲကြံခဲ့တော့တယ်အဘိုးကြီးလည်းမျက်စိပြူသွားပြီးမိစ္ဆာတွေပဲပြောက်ကုန်တာလေမိစ္ဆာတွေနောက်ဆုံး၅ပိစ္ဆာတွေကိုပြက်စီးအောင်မလုပ်ကြနဲ့ ခဏနေတော့အဖိုးကြီးလည်းလူငယ်လေးနှစ်ယောက်ကိုပြန်သွားကြည့်တယ်။မက်ဒလင်မိစာနဲ့ကြက်မိစာလည်းအစွမ်းသုံးပြီးဂူရဲပြေပုံကြတယ်။သူတို့တွေဂူရဲကဖမ်းမိလာတဲ့သူကိုစားကြဖို့မိတွေกินကြတယ်။ခဏနေတော့အဖိုးကြီးရောက်လာပြီးမိစာတွေလူသားစားဖို့လုပ်နေတာတွေ့တော့မော်တုံနဲ့ရိုက်ဖို့လုပ်တယ်။မမထွက်ပြေးကြရအောင်အဖိုးကြီးလည်းမိစာတွေထွက်ပြေးသွားတော့ကောင်လေးကိုကယ်လိုက်တယ်။အိမ်ခေါ်သွားပြီးစေကူပေးတယ်။မိစာတွေကအဖိုးကြီးအိမ်လာပြီးခြောင်ကအဖိုးကြီးမိမကိုလိန်ကြတယ်။အဖိုးကြီးမိမကမိစာတွေပေးတဲ့လက်ကောက်ကိုတင်ထားလိုက်တယ်။ညာရောက်တော့မိစာတွေကအဖွားကြီးကိုလာချောက်ကြတယ်။ အဖိုးကြီးကတော့မိစ္ဆာကာကွယ်တဲ့အဆောင်တွေလိုက်ကတ်တော့မိစ္ဆာတွေအိမ်ထဲဝင်မရဖြစ်သွားတယ်။ကောင်းလေးလည်းတေချာကယူဆိုင်ပေးမှုကြောင့်နေအမြန်ပြန်ကောင်းလာတယ်။တုံးရောက်သားမိစ္ဆာအကြောင်းဆွေးနွေးကြပြီးအဖွာကြီးကမိစ္ဆာတွေကိုဖွက်ထားတဲ့ဆိုပြီးတန်တရားဖြစ်ကအိမ်နှံ့လိုက်ရှာကြတယ်။ငါကဗာမိစ္ဆာကိုဖွက်ထားရမှာလေ။ဟုတ်လို့လားမိစ္ဆာမကအမိထုတ်လိုက်တော့အဖွာကြီးလန်သွားကထွက်ပြေးပြီးမဲမိစ္ဆာမကအဖွာကြီးကိုဖမ်းမိသွားတယ်။မိစ္ဆာမရဲ့ညီမတွေလည်းအိမ်ထဲရောက်လာကြတယ်။ကောင်းလေးကိုသူတို့လက်ထဲမထည့်ဘူးဆိုအဖွာကြီးကိုတပ်ပြစ်မယ်လို့ပြောတယ်။ မိဆာညီမတို့ရောအဖွားကြီးကိုတိုက်ခိုက်ကြရတယ်။ကောင်းလေးလည်းရောက်လာပြီးအဖွားကြီးကိုလာကူတယ်။မိဆာနဲ့အဖိုးကြီးတို့အဖွဲအပြန်လန်တိုက်ခိုက်ကြရင်အဖိုးကြီးလည်းကြာသွားတယ်။မိဆာမှလည်းအကန့်ခံလိုက်ရတယ်။မက်ဒလင်မိဆာမှလည်းထွက်လာပြီးတော့ကောင်းလေးကိုတတ်ဖို့လုပ်တယ်။မိဆာမှတွေအခြေအနေမဟန်တော့အကုန်ထွက်ပြေးကုန်ကြတယ်။ကောင်းလေးတို့စကားပြောနေကြတော့မိဆာမှတကောင်ထွက်ပြေးဖို့လုပ်တော့အဖိုးကြီးကအရှိကပေါ်လာပြီးဖမ်းလာတယ်။မိဆာမှကိုတိုက်ခိုက်နေတော့စစ်သားတွေရောက်လာပြီးမိမကိုအနိုင်ကျင့်နေတဲ့အထင်ကဖမ်းသွားကြတယ်။တရားရုံးရောက်တော့အဖိုးကြီးကမိဆာနှိမ်နေနေတာလို့ရှင်းပြတယ်။ တရားသူကြီးကမိစာကိုအခွင့်အရေးပေးလိုက်ပါလို့ပြောတယ်။အဖိုးကြီးလည်းမိစာမာကိုအရှိမထားကမိရှို့လိုက်တယ်။မိစာမာလည်းမိကြရဲကနေယုံထားလာတယ်။မိစာညီမာတွေလည်းအမဖြစ်သူကိုမိကြရဲကနေကဲဖို့လာချောင်းကြတယ်။ညီမနှစ်ယောက်ပေါင်းပြီးကောင်းကင်ကြီးကိုမဲအောင်လုပ်လိုက်တယ်။မိုးရွာချလိုက်ပြီးမိကြရဲကအမကိုကဲဖို့လုပ်ကြတယ်။အဖိုးကြီးကလည်းအစွမ်းနဲ့တုံးပြီးမိုးတက်အောင်လုပ်တယ်။အစွမ်းနဲ့ထုတ်လိုက်ပြီးတိမ်မဲတွေချတဲ့ကိုအလင်းနှံပြလိုက်တယ်။မိစာညီမနှစ်ယောက်ဒဏ်ရာရသွားပြီးမိကြရဲကအမကိုဆက်မိရှို့လိုက်တယ်။နောက်ဆုံးမှာတော့မိစာမရဲ့တေးယုံမှန်ပေါ်လာပါတော့တယ်။